အမားတို့ငယ်ငယ်တုန်းကကျတော့အမားတို့ရွယ်တူတွေတက်တာများတယ်လေအများတယ်အကြီးပိုင်းနေတယ်လေတိတ်မရိုက်ဖြစ်ဘူးပေါ့နော်မရိုက်ဖြစ်တော့အမားတို့အဲ့လိုတတ်တယ်ဘာညာဆိုရလဲအမားတို့ကမကြုံခဲ့ဘူးအကြီးနဲ့ငယ်နဲ့ဆိုရင်တော့မှဘာပဲပြောပြောသူတို့မှလည်းလိုအပ်ချက်ရှိသလိုကိုယ်အသက်ရွယ်မှလည်းကိုယ်လည်းလိုအပ်ချက်တွေရှိနေပါတယ်အဲတခါတလေဆိုရင်သူတို့ရှိရတော့မှပဲကိုယ်ကပြန်ပြီးတော့သူတို့ item လေးတွေဘာတွေကိုယ်ကပြန်မှတ်ထားရတာပေါ့နော် တချို့အရာတွေကစကားအပြောဆိုတွေလည်းသိမတူဘောเนาะအဲအဲအဆိုးဆိုးကတော့အဲ့လိုချစ်ခန်းနေပေါ့ကိုပြန်ကြည့်ရရင်ဘာကြီးလုံးနေဖက်လည်းမသိဘူးလို့အဲဆိုးတဲ့နေရာမှာဆိုးအောင်လုံနေတိုင်းတာကတော်တယ်တဲ့သူတို့ကဆိုတော့အဲအဲ့ဒါလေးနဲ့ပဲအမလည်းအမောပြေရတာပေါ့ စင်ချစ်သူတွေအတွက် Lucky Jumbo မြန်မာရဲ့ Summer Special Promotion ကြီးလာပါပြီ19ရက်လေးလ2025မှာ30ရက်လ2025အတွင်းဝယ်ယူအားပေးတဲ့စင်ချစ်သူများအတွက်ပစ္စည်းတစ်ခုဝယ်ယူပါက30%အထူးလျှော့စေပစ္စည်းနှစ်ခုဝယ်ယူပါက35%အထူးလျှော့စေပစ္စည်းသုံးခုနဲ့သုံးခုချက်ဝယ်ယူပါက40%အထူးလျှော့စေတွေကိုခံစားခွင့်ပေးသွားမယ်အပြင် ဆယ်သိန်းမဝယ်ယူတာနဲ့တာမိုးကြီးကခန့်ထူးခွင့်ကုပေါ်တဆောင်တော့ရရှိမဲ့ခွင့်ရည်ကြီး။ရာသပန်အလဲစီရောအယောင်စီရောအထူးခွင့်ရည်ကြီး။ချက်ချင်းဝယ်ချက်ချင်းပေါက်ချက်သိန်းပေါင်း900ငွေသားစုများစွာအပါအဝင်တာမိုးကြီးအိမ်သုံးရက်စီပစ္စည်းများစွာတာမိုးကြီးကပိုင်ဆိုင်ခွင့်ကြီးကလည်းမကြခင်မှာမဲနဲ့ရွေးချယ်ရတဲ့အတော်မှာဖြစ်ပါရဲ့ရှင်။မေလာကုန်ချိပဲရရှိမဲ့ဒီခွင့်ရည်ကြီးနဲ့ လဲသွားရတဲ့သူမဖြစ်ရလေအောင်တိုင်းစီတီဂျော်ရီမော်ဂျီရဲ့ငင်းကြီးချက်မှရှိတဲ့ Lucky Jam မြန်မာတိုင်းစီတီရှိုးဂျီနဲ့ Lucky Jam မြန်မာရဲ့ License ကြီးများစီကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ် ကျင်းနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ငငယ်တုန်းကလည်း तू ကလည်း तू လိုက်လို့လာပြီးတော့ငှားကြတာပေါ့နော်အဲ့ဒီမှာလည်းအမကအကောင်းဆုံးတရုပ်ဆောင်ခဲ့ပူတယ်အဲဒီအသက်ရွယ်မှာလည်းသူတို့တွေဒီအမနဲ့ဒါလိုက်ဖက်မယ်လို့တွေးပြီးတော့အမကိုလာငှားတဲ့အတွက်အမအကောင်းဆုံးတရုပ်ဆောင်နိုင်တယ်ပေါ့နော်အဲ့တော့ငငယ်တုန်းကရောအခုရောကို့လာပြီးတဲ့အဲတာဝန်တွေကိုကိုကြည်အောင်ထမ်းဆောင်နိုင်တယ်လို့ပဲယူဆပါတယ် အဲရှိတော့ရှိတယ်ဒါဒီထဲမှာလည်းအဲ့လိုမျိုးပေါ့နော်ရမုံတို့ခြာလီတို့ဆိုလဲအဲ သူတို့လိုအပ်နေတဲ့အရာမျိုးလေးတွေဆိုအမအများတန်းပြောပေးတယ်။အဲဘယ်နေရာလေးတော့ပူတင်နော်။ဘယ်နေရာလေးတော့ပူလျှော့။မျိုးလုံးလေးကဘလို့ပူချိနော်။အဲအဲ့လိုမျိုးလေးတွေပေါ့နော်။ကိုယ့်ထဲငယ်တဲ့သူတွေအကုန်လုံးကအမနဲ့ရိုက်တဲ့အချိန်မှာအမအားလုံးသင်ပေးပါတယ်။အမတို့ငယ်ငယ်တုန်းကကျတော့အမတို့ရွယ်သူတွေတက်တာများတယ်လေ။အများအကြီးပိုင်းနေတဲ့လေတိတ်မရိုက်ဖြစ်ဘူးပေါ့နော်။မရိုက်ဖြစ်တော့အမတို့အဲ့လိုတတ်တယ်ဘာညာဆိုရိုင်းလေ။အမတို့ကမကြုံခဲ့ဘူး။အဲကိုယ့်အလှဲကြရင်လေ အဲ့လိုမဖြစ်အောင်အများအားစူးစမ်းတယ်တခါတလေကွယ်နေနောက်မှအာတားရီညီမရီမောင်လေးရီကွယ်နေတယ်နော်အိုက်တီကိုကိုကကိုလှုပ်ရှူနော်ဘာညာဆိုတဲ့ဟာမျိုးပေါ့နော်အမတို့ကသေချာလေးဟိုပြောပြပေးပါတယ်သိရမလားအမ်အချင်းနဲ့ငငယ်နဲ့ဆိုရင်တော့မှဘာပဲပြောပြောသူတို့မှလည်းလိုအပ်ချက်ရှိသလို ကိုယ့်အသက်အရွယ်မှာလည်းကိုယ်လည်းလိုအပ်ချက်တွေရှိနေပါတယ်အဲတခါတလေဆိုရင်တို့ရှိရတော့မှပဲကိုယ်ကပြန်ပြီးတော့တို့ item လေးတွေဘာတွေကိုယ်ကပြန်မှတ်ထားရတာပေါ့နော်ဒီတိုင်းမှာပဲတိတ်တော့ဘာမှရင်နှောင်းမှမရှိပါဘူး။အော်အေးသူတို့ပျော်စရာကောင်းအောင်လုပ်တယ်ပေါ့နော်။အော်သူတို့လှုပ်တက်လိုက်တာပေါ့။အဲ့ဒါတော့ပါပဲ။ရှက်စရာ။တချို့အရာတွေကစကားအပြောဆိုတွေလည်းတိတ်မတူဘူးပေါ့နော်။အဲ အဲဆိုးဆိုးကတော့အဲ့လိုချစ်ခန်းနေပေါ့ကိုပြန်ကြည့်ရတယ်ဘာလုံးနေဖက်လည်းမသိဘူးလို့အဲ့လိုခစားတယ်ဘယ်ရန်ဆိုးတဲ့ရောက်ခမအမနော်တယောက်နဲ့တယောက်နားလည်းမူလွဲတာပေါ့နော်အဲဟိုရောက်ခမကလည်းကို့အမေလို့ခါပဲရောက်ခမကလည်းဒီမလေးကိုကို့သမီးလေးလို့ခါပဲကို့သားကိုချစ်တယ်လို့ပဲကို့သမီးလေးကိုလည်းတန်းတူချစ်ပေးရောက်ခမနဲ့ ဲ့ဘူးဆိုတော့ပြဿနာပေါ်လာနိုင်စရာအချင်းရှိလေအခုကအဲရောက်ခမကလည်းတားမတာအဲငါသာလွယ်သူမှမချစ်နိုင်ဘူးဆိုတဲ့ဟာမျိုးပေါ့နော်အာချိန်မလောက်တဲ့သူကလည်းသူ့သားကိုပဲချစ်တယ်ငါ့ကိုမချစ်ဘူးအဲ့တော့ငါလည်းသူ့ကိုမချစ်နိုင်ဘူးသူ့သားကိုပဲငါရွေးပြမယ်ဆိုတဲ့ဟာမျိုးကြီးတယောက်နဲ့တယောက်အဲ့လိုအရွယ်လွန်သွားကြတာပေါ့နော်အဲအဲ့ဒါကြောင့်ရောက်ခမနဲ့ချွေးမတော်တော်များများမတည့်ကြတော့ အဲချွေးမဘက်ကကြည့်မယ်ဆိုရင်တော့အရန်ဆိုးတဲ့ရောက်ခမပေါ့နော်ဒါပေမဲ့အဲတားဒီဘက်ကကြည့်မယ်ဆိုရင်တော့တိတ်ချစ်တဲ့အမေပေါ့အဲ့လိုတမင်ငကာကြီးတော့မဖန်တီးပါဘူးဘာဖြစ်လို့ဆိုတော့ အာဇာတ်ဝင်ငန်းပေါ်မှာမူတည်ပြီးတော့ပဲအမားတို့ကအာမူထဲတာကိုငါအဓိကမှအရန်မုံအောင်လှုပ်လိုက်မယ်ဆိုတဲ့ဟာမျိုးလည်းမရှိသူ့အခန်းတိုင်းမှာသူကသူချစ်စရာကောင်းတဲ့အခန်းလေးတွေရှိတယ်မုန်းစရာကောင်းတဲ့အခန်းလေးတွေရှိတယ်အဲစိတ်ဆိုးစရာကောင်းတဲ့အခန်းလေးတွေရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေနဲ့ပဲသွားတာပါဟွန်းမမြင်ဘူးကိုဘေးမှာရှိတဲ့အတော်တွေဆိုလဲသူတို့မှာတမက်တွေရှိကြတယ်နော် ဒါပေမဲ့သူတို့ကသူတို့တမက်တွေအရန်ချစ်ကြတယ်။ဟိုချွေးမရှိတဲ့သူကလည်းချွေးမကိုချစ်ကြတာပဲလေ။အမတို့ဆိုလည်းအမအဖေမေတွေပါချွေးမတယောက်ရှိတာကိုမောင်လေးရှိတော့သူ့ကိုလည်းချစ်ပါတယ်။အမတို့လည်းသူ့ကိုချစ်တယ်။အဲရောင်မအောင်ပေါ့နော်။အဲ့လိုပဲမက်ကလေးတယောက်ရှိရဲ့ညီမလေးရဲ့ယောက်ျားလဲ။အာတအိမ်လုံးကလည်းချစ်တယ်အမတို့လည်းချစ်တယ်။ဆိုတော့ အတိကတော့အမကုနာလို့ပြောတာပေါ့နားလည်မှုလို့ထင်ပါတယ်အဲတယောက်နဲ့တယောက်အပြစ်မမြင်မဲနဲ့ကိုချင်းစာစိတ်ကလေးနဲ့ပေါ့နော် ဖြည့်ဆွက်ပြီးနားလည်ပြီးမယ်ဆိုရင်တယောက်နဲ့တယောက်မချစ်နိုင်စရာအကြောင်းမရှိဘူးလေအမတော့ဟို comment တွေကြည့်လေကြည့်ထားမှရှိဘူးပေါ့နော် အမကအပြင်သွားတဲ့ဟာများတော့ဈေးတွေပါကြီးသွားတယ်အဲ့လို shopping ထွက်တဲ့အခါမျိုးတွေဆိုရင်တော့ပြိတ္တနဲ့ဒါလိုက်ထိတွေ့မှုရှိတယ်လေအဲ့ချိန်ကျရင်အဲ့ဒီလူတွေပြောတဲ့စကားက အမတွေအားဖြစ်စီတယ်ပေါ့နော်အဲအခုလောလောဆယ်အတ္တစုလွှင့်နေတာပေါ့နော်အတ္တစုလွှင့်နေဆိုအတ္တစုထဲမှာလည်းတော်တော်ဆိုးတဲ့မိန်းမတယောက်ပေါ့နော်အာဒါပေမဲ့လည်းတော်တော်ဆိုးတာကိုပဲသူတို့တည်းကသဘောကျနေတဲ့ပုံမှန်ရှိတယ်။ကောင်းတယ်ပေါ့နော်အမတရုပ်ဆောင်တာတွေကအဲသူတို့ဆိုးတယ်လို့မမြင်ပါဘူးတဲ့။အဲဒါဆက်သဘောအတိုင်းပဲပေါ့နော်။ဒါပေမဲ့အဲဆိုးတဲ့နေရာမှာဆိုးအောင်လုပ်နေတိုင်းတာက တော်တယ်တဲ့သူတို့ကဆိုတော့ အဲအဲ့ဒါလေးနဲ့ပဲအမလည်းအမောပြေရတာပေါ့မသိဘူးရတာ တို့တန်းကျင်ပိုင်းတိုင်းကမှာတော့ဒီလိုမျိုးဟိုညနာအမားနေပါလို့စိုးရတဲ့သက်တွေကကိုတက်ကိုလိုက်ကမှုရှိတယ်အဲအခုကဒီကြီးတော့မှဒီလိုဇက်တွေကိုစီရောက်လာတာပေါ့နော်ငငယ်တော့ဆိုရင်အရန်အေးတဲ့ကာရိုက်တာမျိုးတွေတယုတ်ဆောင်ရတယ်အာဟိုဖြားနေတာတို့စကားမပြောနိုင်တာတို့နေမကောင်းဖြစ်နေတာတို့သွေးကင်ဆာတို့အဲအဲ့လိုမျိုးတော့အဲ့လိုကလည်းစဉ်းစားခဲ့မှုတွေငါအပြင်းမှာအရန်တော့တယ်ပေါ့နော်တက်တက်မြေ မြန်အမအဲ့လိုမျိုးစကားပြောတတ်တော့ဟောဘာကိုကြည့်ပြီးတော့သူတို့လူမမာပဲလောက်ခိုင်းနေတာလည်းမသိဘူးတဲ့မလားဟဲ့ညီမနှစ်ယောက်ဆိုလဲအမကလေမြင်းနဲ့ဖြားနေရယ်နေမကောင်းဘူးဟဲ့အဲ့လိုမျိုးလေးဆိုတော့လေငယ်ငယ်တုန်းကတော့အဲ့လိုစက်တွေပုံပြားခဲ့တယ်ဘလို့ကြည့်ပြီးတော့ကို့အဲ့တော့ကလာခိုင်းခဲ့လဲတော့မသိဘူးပေါ့နော်တကတလေရန်ရင်းနေတဲ့ try type ပဲဆိုပြောမိတယ်။တမီးရဲ့ကိုဘာလို့အဲ့ဒီနေရာကိုကြည့်ခါတာလဲ။တမီးကအပြစ်မှာအဲ့လိုမဟုတ်ဘူး။ဆိုတော့အဲ့လိုမျိုး ငငယ်တော့အဲ့လိုဇက်ရုပ်တွေကြတော့အမပို့ပြီးတော့အာယုံဆိုက်ရတယ်ဘာဖြစ်လို့ကိုကအပြစ်မှာအရန် attract ဖြစ်တဲ့သူဆိုတော့လေကိုရဲမှာတအားညှိုးပြီးတော့လေအချိန်အဖြစ်အနှွေးတယ်ဝေးပြီးတော့မျက်နာလည်းဘာမှမလိအဲ့လိုမျိုးတွေဆိုတော့လေလူကလေအရန်ကိုတော့လောက်ရတယ်ကိုကိုကိုလေတလားအခုကြတော့ဒီအသက်ပဲကြားရတယ်ဟာတက်မလားဟိုအဲ့တော့ non story ပေါ့နော်အဲ့လိုပြောရတဲ့ dialogue တွေကအရန်များတယ်အဲ့တော့ ဟိုခုတိတ်ရွယ်ရဆိုရင်တော့လေဟိုအမဆိုဒီလိုဒလဆက်ပြောတာငယ်ငယ်တော့ပြောချင်တာသီလားအခုအသက်ရွယ်မှာပြောခိုင်းတော့ခါတိကျလေပြောပြီးဖလာဖလာတဲ့မောနေနောက်တစ်စင်းရိုက်ဖို့တော်တော်အားယူရတယ်ပေါ့နော်อืมအဲ့လိုနေလွဲနေကြအောင်အေးဟုတ်တယ်အရွယ်နဲ့လေကာရက်တာလေးနဲ့လွဲနေသလိုခံစားရတယ်အဲအမအားပေးတဲ့သူတွေကလည်းတူတူအမနဲ့ကြီးလာတဲ့အတွက်အဲ အမပရိသတ်ကအခုချိန်ဒီမရောသေးဘူးလို့တော့ထင်တာပါပဲအဲစကားလေးကိုကြည့်ကြည့်ပါအာအလကားမဖြစ်စေရပါဘူးပညာတစ်ခုခုရရလိမ့်မယ်လို့တော့မျှော်လင့်ပါတယ်